နှလုံးသားဘယ်လိုကျန်းမာမလဲဆိုတဲ့သင်ခန်းစာ။ရ။အဲ့တော့ဒီနေ့ဒီဖို့ရန်အတွက်ကတော့ကျန်းမာခြင်းခံစားဖို့ရန်အနာရောဂါမျိုးမျိုးညှင်းဖို့ရန်အတွက်နှလုံးသားကျန်းမာခြင်းတော့လိုအပ်တယ်တဲ့။နှလုံးသားကျန်းမာခြင်းလိုတယ်။ဟုတ်ပြီ။ဒီနေ့စိတ်နှလုံးကောင်းစားတဲ့အတွက်တင်းဒီအရာရာ၌ကောင်းစားခြင်းနဲ့ကျန်းမာခြင်းရှိမြဲအကြောင်းငါဆုတောင်းလို့ဆိုတော့ကျွန်တော်တို့ကျန်းမာဖို့ရန် ဖရာသခင်အလိုတော်ရှိတယ်ဆိုတာကိုဒီနေရာမှာလည်းပဲကျမ်းစာမှာငါဆုတောင်းပေးတယ်လို့ပြောပြီးဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ကျမ်းမှာဘုရားအလိုတော်ရှိတယ်ဆိုတာကိုတက်ခံရတယ်။အဲ့တော့ချုပ်လူတွေကဟာဟုတ်တယ်သူများကိုတော့ဖရာသခင်ကကျမ်းမှာဘုအလိုတော်ရှိကောင်းဖြစ်နေတယ်။ဒါပေမဲ့ကျွန်တော်ကျမကတော့ကျမ်းမှာမှာမဟုတ်ပါဘူးလို့ခံယူတဲ့လူကတော့နှုတ်ကပတ်တော်ကိုမယုံနိုင်အောင်စာရန်ကနှလုံးသားကိုသိစားထားတဲ့ဖြစ်တယ် ်လောကဘတ်တော်ကိုမယုံနိုင်အောင်ယုံကြည်ခြင်းမရနိုင်အောင်စာရာကတိစာရာဖြစ်တယ်။နမဒါဆိုရင်တော့နမတိကိုပြန်မေးတော့မယ်။ဘုရားသခင်ကအနာကြီးဖို့အလိုတော်ရှိသလားမရှိဘူးလား။ရှိတယ်။ဘာကြောင့်လဲကကြီးကိုဖြေဘုရားသခင်ရဲ့ကောင်းမြတ်သောဘုရားဖြစ်တော်ကြောင့်ဘုရားသခင်ကဘာဖြစ်လဲကောင်းမြတ်သောဘုရားသခင်ကောင်းမြတ်တဲ့မိဘကကိုယ်သားသမီးမဆင်းရဲဒုက္ခပုံမှာမရောက်စေချင်ဘူးမကြုံစေချင်ဘူး ้องเนี่ยมีบาไตกันเนาะทีนี้พยาธิงามีบ้านเแทปูไปแราวมาก้องเนี่ยพยาธิได้ประจองจนรกพยาธิญาตาตมีทีอารมณ์อนาโยกามีที่อนาโยกาปุมาจงด้วยสิพกอัลลูรอมชิตอพยาธิงพิเศษฮาเลลูยาอาเมนตากูตะขันยะเมข้าพ้วยกูจิบข้าพ้วยมาทีนี้ยเราเวพัดมาจนรกอเมกูทุ่าแม่อนาหญิงผู้อย่างพยาทิง ။ဘာကြောင့်အလိုတော်ရှိသလဲခပွဲကိုပြေပါ။ဘုရားသခင်သည်အနာကြီးချင်းအရှင်ဖြစ်သောကြောင့်ဘာကြောင့်လဲအနာကြီးချင်းအရှင်ဖြစ်သောကြောင့်ဘုရားသခင်ဟာအနာငင်းချင်းရဲ့အရှင်ဖြစ်တယ်ဆိုတာထွက်မြောက်ရကျမ်းစာကအပိုက်ငယ်26ဖတ်ရအောင်ငါဒီငါဒီတိရိုဒီမြောက်ကိုရှင်ရှင်ဘာသာတည်းတရှာရ95

ာလေးစနစ်ကအကြောင်းမူကားထားထိုတရားကိုတွေ့ရသောသူတို့ကြီးဆိုတရားကိုဆိုတာကအဲ့ဒီတရားကပြန်ပါမယ်အဲ့ဒီတရားကဒီမှာရှိမလဲဆိုတော့နှုတ်ကပတ်ကျမ်းစာကိုပြောတာနှုတ်ကပတ်ကျမ်းစာတော့ဟာတရားလို့ပြောတယ်သမာတရားတော့ကိုတရားကိုတွေ့ရသောသူတို့ကြီးအသက်ရှင်ခြင်းအသက်ရှင်ခြင်းကိုလည်းတွေ့ရတယ် တစ်ကိုယ်လုံးကျမ်းမာခြင်းကြောင့်ကိုလည်းတွေ့ရဆိုတော့ဒီနေရာမှာနှစ်ခုပေးထားတယ်ထိုတရားကိုတွေ့ရသောသူတို့တရားကိုတွေ့ရသောသူတို့တရားကိုတွေ့ရသောသူတို့ဆိုတဲ့အခါမှာဘာတရားကိုတွေ့တယ်လဲတရားကိုတွေ့သောသူတို့ကအသက်ရှင်ခြင်းကိုရတယ်တဲ့အသက်ရှင်ခြင်းဆိုတာကဒီနေ့လောကမှာအသက်ရှင်တာဟာ ချို့လူတွေကအယံခက်ခက်ခက်ခဲတဲ့ရုပ်ခံတော်သူတွေရှိတယ်လို့တချို့ကြတော့အယံလေအာအလုတ်မလုတ်ပဲနဲ့အယံလေမယုံခံပဲနဲ့ပေါ်ပေါ်ပါပါလေးနဲ့လောကမှာအသက်ရှင်ခြင်းကိုခံစားကြတဲ့လူတွေရှိတယ်ဟာလေလုယအဲ့ဒီမှာကအဲ့ဒါပါအဖြစ်လဲတဲ့ထိုဆရာတရားစကားကိုတွေ့ရတော့သူတို့နေအသက်ရှင်ခြင်းတစ်ပေါ်လုံးကျမ်းမာခြင်းအကြောင်းကိုတွေ့ရတယ်တရားစကား ဟိုတွေ့တဲ့လူတွေထဲမှာတချို့ကကြတော့ပါရမယ်ဆိုရင်အသက်ရှင်ခြင်းကိုရတယ်။တချို့ကကြတော့ဒီကိုယ်လုံးချမ်းမှတယ်။အထီးကိုခံစားရရှိတယ်လို့ပြောတဲ့ဆိုတော့ကျွန်တော်ရဲ့အတ္တမှာပဲပဲအဲ့ဒါကိုဒီတကိုယ်လုံးချမ်းမှခြင်းအကြောင်းကိုကျွန်တော်အရင်ခံစားတယ်။ကျွန်တော်အနာကြီးခြင်းမရခင်မှာ။အိုးကိုယ်တိုင်ကအနာရောက်ပါသေးမှာအရင်ခံစားရတဲ့အချိန်မှာဒီချမ်းချက်ကိုတွေ့တဲ့အခါမှာတကိုယ်လုံးချမ်းမှခြင်းကိုတွေ့ရပြီးဆိုတော့ ဩော်ငါမတွေ့သေးလို့ပဲတွေ့တဲ့လူကတော့တကိုယ်လုံးကျမ်းမာပြီးအကြည့်ကိုတွေ့ပြီးငါကမတွေ့သေးလို့ပဲဆိုတာကိုကိုယ့်ကိုပြန်ပြန်ပြရမှာအားပေးတယ်နှစ်သိမ့်အားပေးပြရမှာအဲ့ဒီတရားစကားကိုတွေ့နိုင်ဖို့ရတဲ့ကြိုးစားပြရမှာကျွန်တော်ရှာဖြစ်ပါတယ်ဟုတ်ပြီဒါဆိုရင်ဒီခခွေးမှာပြန်မေးမယ်ဆိုရင်တော့ဖျားသခင်ကဘာဖြစ်လို့အနာယူဖို့လို့တော့ရှိပါသလဲ ။ဘုရားသခင်ရဲ့အနာရင်ချင်းအရှင်ဖြစ်တော်ကြောင့်အနာရင်ချင်းအရှင်လို့ပြောတဲ့အခါမှာစေယုံဆိုတာကဘသူကစေယုံကိုဖန်ဆင်းတာလဲ။လူကလားဘုရားကလား။စေယုံဘောဖန်စင်တာလူလားဘုရားလားဆရာဝန်ဒီကောင်ညာပညာပေးတာလူလားဘုရားလားဘုရားအဲ့ဒါဘုရားသခင်ဖြစ်တယ်ဘုရားသခင်ကဆရာဝန်ဒီကိုညာပညာပေးတယ် ဆေးရုံဆောက်ဖို့ရဉာဏ်ပညာပေးတဲ့အခါမှာဆေးရုံဖြစ်လာဒီအတွက်ကြောင့်အဲ့တော့ဒီနေရာမှာဘုရားသခင်ကအနာရင်းချင်းရဲ့ရှင်ဆိုတော့ဆရာဝန်အားလုံးရဲ့ဆရာဝန်ကဘယ်သူဖြစ်လဲဘုရားဘုရားသခင်နော်ဆရာဝန်ဒီရဲ့ဆရာဝန်ကဘုရားသခင်ဖြစ်တဲ့ဆိုတာကိုသင်သိဖို့ညာလိုပါတယ်ဆရာဝန်ဒီကတောင်းကအနာရောဂါကိုရင်းစေနိုင်ပြီဆိုရင်တော့ ရှားဝန်ဒီကိုဖန်ဆင်းတဲ့ဘုရားခင်ကပိုပြီးတော့မှအနာကိုငြိမ်းချနိုင်တဲ့ဘုရားဖြစ်တယ်။ရှားဝန်ကလူနာပြက်ကိုတွေ့တဲ့အခါမှာကျမ်းမာစေခြင်းတလားပိုပြီးတော့မှဒုက္ခရောက်စေခြင်းတလားကျမ်းမာစေခြင်းကျမ်းမာစေခြင်းတော့ရှားဝန်ကစိတ်တော်မှန်နေဆိုရင်တော့လူနာကိုတွေ့ရင်ကျမ်းမာစေခြင်းတယ်။ဒါပေမဲ့စိတ်မမှန်တဲ့ရှားဝန်သာရင်လူနာကိုတွေ့တဲ့အခါမှာလည်း จ้ำมาพูอย่างมะปูมีเว้ยมีกองนี่ถ้าสุยินตามาลูลูตาเดียวอเนเนี่ยคราวมาลูนาเมียကိုจ้ำมาเสร็จခြင်းเนี่ยสันดาရှိတယ်ဆိုရင်ဆရာဝန်ဒီရဲ့ဆရာဝန်ဖြစ်တဲ့ဘုရားသခင်ကပို့ပြီးတော့มาအနာယောဂါကိုကြောက်စေခြင်းတဲ့ဆန္ဒရှိမလားမရှိဘူးလားရှိပါတယ်ဟုတ်ပြီဒါကြောင့်သိဖို့ရန်အတွက်ကတော့ ဘုရားခင်ကအနာကိုငင်းစေဖို့လို့တော့ရှိတယ်ဆိုတဲ့အခါမှာဒီခပွေးအချက်လေးမှာတော့ဘာကြောင့်လဲဆိုရင်တော့ဘုရားခင်ကအနာငင်းခြင်းရဲ့အရှင်ဖြစ်တယ်အဲ့ဒါကြောင့်ဘုရားကအနာကိုငင်းစေခြင်းလေဆိုတာကိုသင်သဘောပေါက်တယ်ဒီဝတ်တယ်။နောက်ကငယ်ကိုဖြေပေးကြမှာ။ဘာကြောင့်တရားသခင်ကအနာငိမ့်ဖို့အလိုတော်ရှိပါတယ်ကငယ်ကိုဖြေပါ အနာယောဂာလိသာဒံရှိကဖြစ်တော်ကြောင့်အာအနာယောဂာဘုသူစီဖြစ်တာလေသာဒံရှိရအေးအဲ့ဒီနေရာမှာဘယ်လိုတော်မြင်များကတွေ့ဝေနေတာဟာအနာယောဂာဆိုတာသာဒံကြီးပဲဒါဆက်ဆွေးလို့မရဘူးဘုရားသခင်စီကလည်းလာနိုင်နေလေဒါမှမဟုတ်ရင်တော့ကိုယ့်ရဲ့အစာတောက်ဟာယူနေတာကြောင့်လည်းပဲအနာယောဂာဖြစ်နိုင်တယ်အာကိုယ့်ရဲ့ ဟိုဘာလဲရာတိမှုသူမစင်ချင်ပဲနဲ့သွာလာလှုပ်ရှားတဲ့အတွက်ကြောင့်လေယောဂဖြစ်နိုင်တယ်ဒါကြောင့်စာဒန်ကိုတစ်ခက်တက်မဆွဆွေးပါနဲ့လို့ပြောတဲ့လူလေရှိမှာအဲ့တော့ကျွန်တော်ရဲ့တင်ခန်းစာမှာတော့စာဒန်ကိုတစ်ခက်တက်ဆွဆွေးကိုဆွဆွေးရပါဘာဖြစ်လို့လဲဆိုတော့ အစာမှားရလဲဘသူကဖြည့်စားတယ်စာရကဖြည့်စားတယ်ဒီခုသေးမှာဥထုတ်မပါဘဲတွားလုံးဖုံးခိုက်တယ်ကောင်းမှုတယ်ဆိုတဲ့လူကနေဘူးသေးမှာဥထုတ်မပါအောင်ဘသူကဖြည့်စားတာလဲဟာတချို့ကတော့ဟာဥထုတ်မပါတာ ျွန်တော်ဂျမတို့ကတော့စင်ရေလို့အုတ်ထုတ်လည်းမရှိလို့မပါဘူးဆိုရင်စင်ရေအောင်လည်းဘယ်သူကလုပ်တာလဲစာတန်အဲ့ဒါပဲလေစာတန်ကဟာစင်ရေလာကြတော့စာတန်ကိုဆွတ်ဆွေးနေဦးအဲ့ဒါတော့ငါတို့ရဲ့အာတာဝန်ပဲစာတန်ကိုနင်းနေမှနေရာပြပါနေရာပြပါလေမကောင်းတဲ့မှန်တညာဟာ စာရမဏတ်ရဲ့လူရဲ့ဖြစ်ကြောင်းကိုကြင်ညာရမယ်ဟာလေလုယာအာမင်အဲ့တော့နေရာမှာပြန်ပြေပါဘာဖြစ်လို့အနာဂိညာဘုရားရှင်အလိုတော်ရှိတယ်လေအနာနာယောဂါရီဘုရားရှင်ဖြစ်တော်ကြောင်းအာမင်အနာယောဂါရီသာနာစီကဖြစ်တော်ကြောင်းဒါကြောင့်အောက်ကရှင်ယောဟန်တစ်ဆင်းပိုက်ငယ်တစ်ဆင်းဖတ်မယ်ဟိုတကိုးလီကိုချင်းတတ်ချင်းဖြည့်စင်ချင်းကလာတဲ့ဤမာမူကမာတူလိုလီ တခိုးဆိုတဲ့မာနကခိုးဖို့ပဲလာတယ်ခိုးဖို့ပဲလာတယ်တခုထင်ဖို့သေးဘူးအဲ့ဒါမိသွားမှာဆိုလို့ခိုးဖို့လာပြီးမှအခွင့်ရရင်ပတ်ပလိုက်တယ်ယုံကြည်သူရဲ့ဥစ္စာတွေကိုခိုးမယ်ပိုင်ဆိုင်တဲ့ဟာတွေကိုခိုးမယ်အခွင့်ရရင်အဲ့ဒီယုံကြည်သူကိုလည်းတတ်ဖို့မယ်မယုံကြည်သူတွေခဏထား ยุ่งจีดอกผิดลงงาโรกุสารังกะมาแค่สีในมูลกมาเพียวเนี่ยตะโคเยตาวงกะนามาติดโคโปกนามาเนตตดโคนามาโตตะชู่ดูดีกุสารังกะตะโคยตงกขึ้นเมียากเพียกะขึ้นไม่ยากเอ้ไอ้ตู้กูมาตัดยากุยบะกูมาตัดไข่หมูเพียกะเออตัดพวกอขึ้นไม่ยากในขามาซารานกับเพชรซีพวกอย่างตัวลูกเพชรซีเลยสวัสดีนะ တို့ဘဝဖြည့်စီသွားတယ်။မတီးတော့မတီးဘူး။ဒါဘဝဖြည့်စီသွားတယ်။အဲ့ကစားတာညက်ဖြည့်စီပြီဖြစ်တယ်။ဟုတ်ပြီ။ဒါကြောင့်ဒီနေရာမှာတကူဆိုတဲ့စာတန်ကတကူအဲကိုဘတကူဖြည့်စီဖို့လာတာဖြစ်တဲ့အတွက်ကြောင့်အဲ့ဒါကိုသင်ကသိမယ်ဆိုရင်တော့ဟာဒီနေရာမှာစာရအနာယောဂါဟာစာတန်စီကပေးဆိုတာကိုသင် တပေးတဘောပေါက်နေဆိုရင်တင်းတိနေဆိုရင်လက်ခံမှာမဟုတ်တော့အနာရောက်တာလက်ခံချင်းမှာမဟုတ်တော့ဘူးဟိုကျန်တဲ့အချိန်မှာကျတော့အနာရောက်ပါတခုရနေတယ်ဩအေးလေးနေတယ်အဲ့ဒါကိုစာတန်ချင်းမဆွဆွေးနေအောင်ဟိုလာတော့မကိုရင်အားနဲ့ချက်လေးပါတယ်ကိုရင်မှားလာလေးပါတယ်ဆိုတဲ့အခါကျတော့အဲ့ဒီအနာရောက်တာဖြစ်တာဟာဘယ်သူ့ကမှအပြစ်မတင်ပါနဲ့လို့ပြောနေချင်းသည် အနာယောဂါကိုလက်ခံခြင်းဖြစ်တယ်။အနာယောဂါလက်ခံခြင်းဖြစ်တယ်။ဘာဖြစ်လို့။ဘာလို့လက်ခံတယ်လဲ။သာရာစီကလာတယ်ဆိုတာကိုမသိတဲ့အခါမှာအဲဒီယောဂါကိုအလိုလိုနဲ့လက်ခံတယ်။အလိုလိုနဲ့လက်ခံတယ်သာရာယောဂါကိုလက်ခံရင်သာရာကိုလက်ခံရရောက်။အတက်ကြောင့်ဒီမှာအဲသူ့အောက်ကဖိုက်ရအောင်အနာယောဂါကြီး အနာယောဂာတိသာရစီဝါဖြစ်သောဒီတိကိလက်ခံမိမဟုတ်ပဲစိတပါလိမ့်မည်အနာယောဂာတိသာရစီဝါဖြစ်သောဒီတိကိလက်ခံမိမဟုတ်ပဲစိတပါလိမ့်မည်အဲ့ဒါနားလေလားသင်္ခန္နရတဲ့ယောဂဒါဒါမှမဟုတ်ခုလောဆေမှာတော့ယောဂကမလာသေးဘူးမနေ့ကျတဲ့ခါမှာတော့လာပြန်မယ် เนาะเออตรีทาพูดโหลเดเอโหเนี่ยตรีเป้ชินเนี่ยอนาโยคาငင်းချင်းအကြောင်းကိုသဘောပေါက်လာတဲ့အခါမှာစာရာထလေစုံစမ်းနိုင်တယ်နော်တကယ်သဘောပေါက်သလားဆိုပေမဲ့မစုံစမ်းနိုင်တယ်ဒီကရေအဖကအနာငင်းချင်းတင်ကြတဲ့နေရာမှာအဲ့ဒီဆရာကိုကျွန်တော်ပြန်မေးတယ်အဲ့ဒီမှာသူဘာတက်တင်ခံကြပြီလေအနာငင်းနေဆိုပြတာမှာသူ့ဆရာကိုမေးတယ်ဆရာဘယ်လိုလဲ သူတို့စက်တဲ့ခံတယ်ဟာခံနေသူတို့ခံနေခံနေစက်ခံနေတယ်တဲ့ပြီးရင်တော့သူတို့တက်တာထဲမှာဘုရားဘုမထင်ရှားလားအထင်ရှားတယ်ဒါပေမဲ့အဲ့ဒီမတိုင်ခင်မှာသူတို့ဖျားနာကြတယ်ဖျားကြတယ်ပျောက်ပြီးပျောက်လေးကြတယ်တဲ့လေးပြီးတော့မှပြီးမှအဲ့ဒီထဲကနေဘုရားသခင်ညအနာကြီးရှင်သူတို့သဘောပေါက်တယ်ဖြစ်တဲ့အတွက်ကြောင့်အဲ့ဒီထဲကသူတို့ပြန်ထလာပြီးတော့မှပြန်တက်တည်ခံကြတယ် ဟာလေလုယ။အဲ့တော့အခုဒီမှာလည်းပဲအနာကြီးချင်းကိုတင်တကယ်သဘောပေါက်နေဆိုရင်တော့စုံစားခြင်းလာကောင်းလာနိုင်တယ်။ဒါပေမဲ့ကြောက်စရာမရှိဘူး။တနည်းကဘာပါလဲဆိုစာမေးပွဲစစ်တာ။စာမေးပွဲစစ်တာကတော့စစ်တဲ့လူကတော့စစ်တဲ့အခါမှာဖြည်ရင်အောင်နေဆိုရင်တော့အတန်းကတော့ပြင်မှာပေါ့။အတန်းဆက်သွားမှာပေါ့။စာမေးပွဲစစ်ခံလို့တော့ဒါပေမဲ့ ီနှုတ်ကတကယ်တကယ်စာလေးကောင်းကောင်းမချက်တဲ့လူเจ้าနဲ့တကယ်ဒီနာလေးမဟုတ်ဘူးဆိုရင်တော့စာမေးဖို့ဖြေဖို့အခွင့်အရေးချိန်မရမှာပါတကယ်เจ้าမတက်တဲ့လူစာမေးဖြေဖို့အခွင့်မရအခုဒီမှာရှိတဲ့လူကြီးလည်းပဲအေးနာမည်ချင်းဆိုတာအဲ့ဒီလိုလားဓမ္မကျမ်းစာကဒီလိုပြောတာကိုအခုမှငါသဘောပေါက်ပြီးဟိတ်လို့ပြောရင် เอริตินตบอปาวเรตมาตยาโผมาสารังกา สงสารสิสิชินดอลุกกองลุกไปเลยเอาไปหาไดเมจောက်เสียไม่ชีกูตินดิอตันตินยากออกไปเลยฮาเลลูยาบาคู่ติมาโอเคအခုဒီကောင်းစီကအနာငိညာတရားသခင်အလိုတော်ရှိတော်အချက်တော့ကျွန်တော်ပြောတာအဲ့ဒါကုံလုံးကုံဝင်ပါပြီเนาะဒါပြီးရင်တော့စိတ်နှိမ့်ခံပေးတော့မယ် ကျန်ကျန်ကမေးမယ်အနာငင်းညာဘုရားသခင်ကလိုလိုရှိလားမရှိဘူးလားရှိတယ်ရှိတယ်ဘာဖြစ်လို့လဲဆိုရင်တော့ကာကြီးမှာဘုရားသခင်ဒီဘာဖြစ်တော့ဘုရားဖြစ်တော့ဘုရားသခင်ဖြစ်တော့ကြောင့်အနာငင်းညာလိုလိုရှိတယ်ဆိုတာငင်းခုန်စရာမလိုတော့ဘူးငင်းဆန်စရာလည်းမလိုတော့ဘူးနမတ်ခခွေးပါကြတော့ဘုရားသခင်ဒီဘာအရှင်ဖြစ်တယ်အနာငင်းချင်းအရှင်ဖြစ်တယ်အနာငင်းချင်း ရဲ့အရှင်ဖြစ်တဲ့လူကဆရာဝန်ကလေးဖန်ဆင်းတဲ့ဆေးရုံကလေးဖန်ဆင်းတဲ့ဆေးဝါးကလေးဖန်ဆင်းတဲ့ဘုရားသခင်ကသူ့ရဲ့သားသမီးရဲ့ပေါ်မှာရှိတဲ့အနာရောဂါကိုငြိမ်းချေဖို့အလိုတော်ရှိမလားမရှိဘူးလားရှိပါတယ်ဘယ်ကိုရှိတယ်။နောက်ကငယ်မှာကျတော့ဘာကြောင့်အနိုင်ဖို့အလိုတော်ရှိပါသလဲ။အနိုင်ရောဂါဆန်းတဲ့ ြစ်တယ်ဆိုတဲ့အကြောင်းကိုဒီသင်္ခါသပြည့်တဲ့ကဆက်ပြီးတော့မှကျွန်တော်ပြင်မယ်။တော့အခုဒီနေရာမှာတော့အနာယောဂဆိုတာဟာတရားသခင်စီကလာတာမဟုတ်ပဲဘုသူစီကလာတာလေ။စာရန်စာရန်စီကလာတာဖြစ်တဲ့အတွက်ကြောင့်အနာငိညာတရားသခင်သုဝေ။အနောရာရှိသည်။ Yeah. Let's go. Okay. Thank you.